မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းခန္ဓာမှုဖြင့်စီစဉ်ဆောင်ရွက်ပြီးကျွန်တော်စိတ်ထဲမှာတို့ဖြစ်ပါပြီမင်္ဂလာချီခန္ဓာယဉ်ကျေးဇူးတင်ပါတော့ကြောင်းမင်္ဂလာပေါင်းနဲ့ဆုံးလို့ကို